ya fashion တိရောက်နေရမှာအမအနေ fashion လည်းများနေရှိတယ်။ဒီလေးကဟိုစုပြောရင်ပြောတဲ့အတိုင်းဆိုလဲအခုဆိုလဲတစ်နှစ်ဆိုပေမဲ့သူစကားလေးတွေလဲစုပြောရင်ပြောတဲ့အတိုင်းအမူအရာလေးလာဆိုတော့လိုက်လိုက်လုပ်တယ်။အဖေကိုကတ်တယ်။သူ့အဖေနိုးလာတဲ့ပပားဆိုပြီးတော့တာသူ့ဖေစီ။ဒီလက်ကတ်တဲ့အမေကိုလဲချစ်တယ်ဟုတ်။ဒီမဒီလက် မမလည်းခေါ်တယ်မမီလည်းခေါ်တယ်တနစ်ဆိုတော့ဘာခေါ်လို့ခေါ်မှမသိသေးတဲ့အရွယ်လေးဆိုတော့လေဒါပေပါအလိုမျိုးလေးပါနော် Pretty little baby you say that maybe you be thinking no တမီးလေးလည်းဒါသူစိတ်ရှုပ်တဲ့အချိန်တော့ရှိမှာပေါ့နော်ဟိုပုံမှန်တော့သူစိတ်ဟိုငြိမ်မဲ့အချိန်ကိုအမေဆိုတော့သိတယ်လေဘယ်အချိန်မှရရင်ဘယ်လိုအဆင်ပြေနိုင်လဲဆိုတော့အဲ့တော့သူကအဲ့လိုမျိုးလေးနဲ့စီမမီးရရတာ ွေးခင်ချက်ဖွင့်ပွဲလေးကနေစပြီးတော့ဒီချက်မကပုံစားတဲ့တပုတ်တို့ပါပြီးအောင်မြင်ပါစေ။ဆိုင်ပွဲတွေလည်းလောက်များစွာဖွင့်နိုင်ပါစေ။အကိုဆွဲဆိုင်ကအကိုလည်းပေါ့နော်သူတို့ဝတ်စုံလေးကစားစီစီပြီးတော့အဲ့လိုဖွင့်တက်ဖြစ်တာပါရှင့်။ လောက်ရတနာတွေကအစုံပဲစိတ်ရွှေနာဆိုင်ဆိုတော့လေဟိုပြီးတော့ဒီနေ့ဖွင့်တဲ့ဒီဆိုင်ဖွင့်ပွဲလေးကနေပြီးတော့နောက်ဆိုင်ပွဲတွေများစွာလည်းဖွင့်နိုင်ပါစေလို့လည်းဆုတောင်းပေးပါရစေ။ရိုးရိုးရှင်းရှင်းလေးတွေပဲဟိုအဲ့လိုရိုးရိုးရှင်းရှင်းလေးတွေကြိုက်တဲ့သူတွေအတွက်လည်းဒါလောက်ရတနာရိုးရိုးရှင်းရှင်းလေးရှိရဲပြီးတော့နောက်လူငယ်ဆန်ကျင်တဲ့ဟိုဘောနောက်ဟိုပပပပဝတ်ဖို့ပုံစံမျိုးလေးဆိုလည်းရှိရဲပေါ့။ဒါကတော့ ဘသူစီရရာမျိုးချစ်ချင်ဆိုမျိုးသားစီရပေါ့ဟုတ်ပတိယဖြစ်ဆိုပထမဆုံးရောက်ပြီးအာမျိုးပဲရှိလားဟုတ်အဲ့ဒါဆိုဒါမတော်တော့ဒါပြိတ္တတွေတည်ပါရဲဟုတ်ကဲ့ပါရှင်။ဆိုပြောပါအဲ့တော့ဘလောက်ကြည့်ရောကြော်ခဲ့ရလဲအမှတ်တရလေးပေါ့လေ။ဒါဘဝမှာဒါ ဒါအမှတ်တရအရှိဆုံးအရာပဲဟုတ်အမှတ်တရဖြစ်တာပါရှင့်ဟုတ်ဟုတ်ဆူအောင်အပိအခုချိန်ကြီးအပိကြရဲ့ break တက်တွေပြန်ခံပြီးတော့ဒါကြီးအပိရဲ့ break တက်တွေတယောက်ချင်းစီကိုကျေးဇူးတင်ပါတယ် အများရတဲ့ပြိတ္တတွေအတွက်သက်မှတ်တွေကြိုးစားနေပါတယ်ရှင်ပြောတာပေါ့ရှင်ကိုပြိတ္တတွေဒီလိုကိုတကူတကအစိုးရတက်လာပြီးစောင့်တာတွေ့တော့ဟိုပြောတယ်ကျေးဇူးလည်းတင်ပါတယ်အားလည်းအားနာပါတယ်ရှင်ဒီလိုဒါဟိုလမ်းမကြီးမှာလူစောင့်နေပြရတာဆိုတော့လေဟုတ်ဟိုအနုပညာသမားဆိုတာဒါပြိတ္တအားပေးမှုနဲ့ဒါရက်တည်နေရတာလေအဲ့တော့ဟိုပြောတာပေါ့အတိုင်းမသိပါပဲရှင်ဟုတ်ဟုတ်ကဲ့အခုဆိုလဲဒါအနုပညာအလုပ်ကလေးဒါဆိုအင်တာလောင်းပြုပြီးတော့ဒါကလေးလေးလဲမွေးတော့အခုတော့ကလေးလေးကတနေ့ပေါ့နော်အဲဆိုအနုပညာလုပ်ငန်းလေးလည်းဆက်ပြီးတော့လုပ်ဖို့ရှိပါတယ်နောက်လာထဲမှာ လည်းအဲ့လိုဇလန်းတွဲလေးတွေပြည့်တက်တွေနဲ့ဟိုပြန်ပြီးတော့ဟိုတွေ့ရမယ်ပေါ့နော်အဲ့ဒါလေးတွေလည်းအားပေးကြပါလို့ဟုတ်ကဲ့အိမ်မှာတော့မင်းသမီးကနှစ်လက်ဖြစ်နေပြီနော်ဒါပေါ့သမီးလေးကပို့ပြီးတော့ဟုတ်အမမရဖရှင်တည်းရောက်နေရမှာအမလည်းဖရှင်လည်းများနေရသမီးလေးကဟိုစုပြောရင်ပြောတဲ့အတိုင်းဆိုလဲအခုဆိုလဲတနှစ်ဆိုပေမဲ့သူစကားလေးတွေလဲစုပြောရင်ပြောတဲ့အတိုင်းအမူအရာလေးဒါဆိုတော့လိုက်လိုက်လုပ်တယ်အဲ့လိုမျိုးလေးတွေပေါ့နော်အဲ့တော့ကြောင်ညာရိုက်တယ်ဆိုလဲတိတ်မခတ်ဘူးသူက ဟိုသူပြောရင်သူနားလည်နေတယ်အဲ့လိုမျိုးလေးပေါ့နော်တချို့ကလေးဆိုအဲ့လိုရှုတယ်မဆိတ်ရှုတာတို့ပါအဲ့လိုမျိုးကြီးသူကကလေးဆိုတော့လဲဟိုဒါတခြားကလေးတွေလည်းရှိတာပေါ့နော်သူသမီးလေးလည်းဒါသူဆိတ်ရှုတဲ့အချိန်တော့ရှိမှာပေါ့နော်ဟိုပုံမှန်တော့သူစိတ်ဟိုငြိမ်မဲ့အချိန်ကိုအမေဆိုတော့သိတယ်လေဘယ်အချိန်မှရရင်ဘယ်လိုအဆင်ပြေနိုင်လဲဆိုတော့အဲ့တော့သူကအဲ့လိုမျိုးလေးနဲ့စီမီးရရတာအဲအဲ့ဒါတော့အခုမှသမီးလက်တစ်နှစ်ဆိုတော့ဒါ မိဘတွေပေါ့မိဘကိုမိဘတွေရဲ့စူစူလက်စူမိဘဟိုတုန်တေဆုံးမမှုအောင်မနေခဲ့တယ်အဲ့လိုပဲကိုလည်းတက်နိုင်ပြီးဆုံးမအောင်ပါဘုနော်ကိုသားတမီးဟုတ်အမီးကဒါဘယ်သူ့ကိုဖုတ်ကတ်လဲအဖေကိုကတ်တယ်သူ့အဖေနိုးလာတယ်ပပါဆိုပြီးတော့တာသူ့ဖေစီကိုလည်းကတ်တယ်အမီကိုလည်းချစ်တယ်ဟုတ် အခုကတော့ကလေးဆိုတော့သူကအခုမှစကားစပြောဖို့တင်နေတဲ့အချိန်စူးစမ်းလေးလာနေတဲ့အချိန်ဆိုတော့အဲ့လိုမျိုးကြီးတော့ဟိုဆုံးမလို့မရသေးဘူးပေါ့နော်။တုံတဲဆုံးမလို့ရတဲ့အရွယ်မဟုတ်သေးဘူး။သူရှိမှဟိုနီးမှန်လမ်းမှန်လေးအဲ့လိုဟိုအမူအရာလေးတွေနေပုံထိုင်ပုံလေးရစဟိုအဲ့လိုမျိုးလေးကြီးလောက်ပဲကလေးကတည်အောင်မှာပေါ့နော်။ဟုတ်။ပေါ်နေပြီမေ မမလည်းပြောမမမလည်းခေါ်ရမမလည်းခေါ်ရတနစ်ဆိုတော့တဘာခေါ်လို့ခေါ်မှမသိသေးတဲ့အရွယ်လေးဆိုတော့လေဒါပေမဲ့ပပလို့မျိုးလေးပေါ့နော်